နေ့နေကဆုံးမစားနေတရားထိုင်လာတာကတော့တရားတပြေဝါချင်းတက်ကံမတိုင်းနေပြန်ချီတော့လို့ကျင်းနေတယ်ဗျာမင်းနေ့လည်းတရားထိုင်တာတော့ပြန်တော့မှာအာမတရားထိုင်နေချိန်မှာမပြန်လိုက်နေရာမပြောင်းလိုက်ဘူးဗျာအာတပြေတော့ရဲ့ဒီညံလုံးထဲမှာပေါ့အစောပိုင်းမှာတော့ဒီအိတ်နိုင်တဲ့စိတ်ဖြစ်နေတယ်ချီကျင်တဲ့စိတ်ကိုပြောင်းလဲခြင်း မဲ့ခဏနေတော့ဒီချီချင်နာနေရောချီချင်တယ်လို့မခံစားရတော့ဘယ်နဲ့ဒီချီချင်နာတပည့်တော်ရဲ့ဒီအောက်မှာတခုခုချီချင်တယ်လို့မခံစားရတယ်တခုခုခေါ်လာပြီးတော့ခံခံနေရလို့ခံစားပြီးတော့တပည့်တော်ရဲ့မြင်တော်နဲ့မှကြတော့ဘုရားရဲ့ဘုရားတဲ့နေကွယ်ကွယ်တော်မှာမြင်အောင်ပြန်တယ်မြင်ပြီးတော့အဲ့ဒီစီယူတဲ့နေကွယ်ကွယ်မြင်ခြင်းနဲ့စိတ်နဲ့ ကြီးကျင်လာကိုတပည့်တော်လုံးဝနေထိုင်ရင်နိုင်နေရှင်ဗျာဟိုတင်းတင်းကိုကိုတော့မမြောက်ဗျာချီအောင်စီဒီပုံစံမြင်နေရပြီးတော့တခြားဘုရားတွေအပြင်းမှမရှိတဲ့တခြားဘုရားတွေလည်းတပည့်တော်လိုက်ခုညာတွေ့ရတယ်ဗျာအဲ့ဒါလည်းစိတ်ကပြစ်တာလားတပည့်တော်တကယ်ပဲဟိုစိတ်လိုက်ခုညာတယ် ဟိုကိုယ်အစွဲကြောင့်ပေါ့နော်ကိုယ်စိတ်ထဲမှာစွဲတာတွေပေါ်လာတဲ့သဘောလည်းရှိတာပါလေဟောဖရားတွေစွဲရင်လည်းဒါဖရားအာယုန်တွေပေါ်လာတယ်ဖရားတွေဖူးလို့ရတယ်ပေါ့နော်ဟိုမကောင်းတာတွေစွဲရင်လည်းမကောင်းတဲ့အာယုန်တွေပေါ်လာတယ်အစွဲတွေကတော့အမျိုးမျိုးရှိတာပါလေ နောက်တစ်ခါလဲလို့တရားလုံရင်လဲကိုဖြစ်ချင်တာတွေဖြစ်တယ်အဲ့လိုလဲရှိတော့အဲ့ခါကျတော့ကိုစိတ်ကကြည်လင်လာတော့ကိုတို့ကောင်းမှုရဲ့စွမ်းအားကြောင့်ပေါ့အကိုဖူးကျင်တဲ့ဖရားတွေဖူးလို့ရတယ်ဒီလိုပေါ်တရားလဲရှိတာပေါ့ဝိပဿနာရှုတာကြတော့အဲ့ဒီလိုပေါ်လာတဲ့အာယုန်တွေရော ိတဲ့စိတ်ပေါ့အဲ့ဒါတွေကိုတော့အနိစ္စဒုက္ခအနတ္တရှုရတာအဲ့ဒီမှာအဲ့ဒါကိုအတိမယူပါဘူးပေါ့နော်အဲ့ဒီအာယုန်တွေကိုအရှိအဟုတ်မလုပ်ရဘူးပေါ့အာယုန်တွေမှာလမ်းမဆုံးရဘူးပေါ့အာယုန်အနိစ္စဒွါယအနိစ္စပေါ့တိစိတ်အနိစ္စပေါ့တိစရာအာယုန်နဲ့တိစရာအာယုန်ကလည်းမမြဲဘူးတိရစိတ်ကလည်းမမြဲဘူးပေါ့လေအဲ့လိုမျိုး ဟိုအနိစ္စဒုက္ခအနတ္တရှုမှတ်တဲ့အလုပ်ကို လုပ်ရတာပေါ့အဲ့လိုလုပ်ရင်ဘောကိုနားလဲလာလေဒါတော့တရားပေါ့ဥပဒနာရှုလိုက်ရင်အမှန်တရားကိုသိလာတယ်ပေါ့နော်ကိုယ်ပါဖြစ်တယ်လဲဆိုတာကိုကိုယ့်ကိုသိလာတယ်ပေါ့အစွဲကြောင့်လားကိုယ့်ရဲ့တမာတိအကောင်းလာလို့ ိုမြင်ကျင်တာတွေမြင်တာလားဆက်ရှိတယ်ဖြစ်ပါတယ်အဲ့ဒါတွေကလည်းကိုယ်မှာဖြစ်တာဆိုတော့တရားလုံလို့ဖြစ်တာဆိုတော့ဒီတရားကိုတကယ်လုံသွားရင်အဲအကောင့်ကိုအဖြေပေါ်လာကိုယ်ကြောင်ကိုသိသွားတာပေါ့နော်ကိုယ်မှာကိုကိုနားလည်မယ်ပေါ့ကိုယ်လောဘဒေါသမောဟတွေညှောနေလာမယ်ပေါ့ တရားလုပ်ကတော့ပြည့်ပြည့်စုံတယ်ဗောနိ။ဟိုကဒီဇိုင်းမမဆက်လုပ်ဖို့ပဲလိုတယ်ဗော။လုပ်ရင်လုပ်တလောက်အကြောင်းကျိုးတွေကိုနားလည်လာတယ်ဗော။ဒါဘာကြောင့်ဖြစ်တာလဲဆိုတာလဲ။ကို့မှာဖြစ်တာဆိုတော့ကိုကြောင်ကိုတိဘွားရေးကြည့်တယ် တခြားလူကြတော့ကာခံရှင်မဟုတ်တဲ့အခါကျတော့ဒါလောက်သိရင်မှသိမယ်ပေါ့ဆရာတော်တရားထုတ်တယ်ဆိုလဲကိုကိုအကြောင်းကိုအဓိကသိသွားတာပဲလေကိုအပြစ်တွေကိုမြင်တယ်ကိုအဆွဲတွေကိုကိုသိလာတယ်အဲကိုလုပ်တဲ့အကြောင်းအကျိုးတွေကို နားလည်လာတယ်အဲ့လိုမျိုးပေါ့ကိုခန္ဓာကိုရှုရတာပေါ့ကိုအပြစ်ကိုရှုရတာပေါ့ ကိုအကြောင်းကိုသိအောင်ကြိုးစားရတာဆိုတော့တရားလို့လိုက်ရင်ဒါကွန့်ကွာတော့ရှင်းသွားတာပေါ့နော်ဆရာလေးလည်းအဲ့လိုဒီတရားကိုဒီဇိုင်းမမတ်လုပ်တယ်ဆိုရင်အဲ့လိုနားလေတဘောပေါက်လာမှာအဲ့ဒါကတော့ပူတည်ကြတာပေါ့ဆရာတော်ရတာဟိုအနည်းဆက်ဆုံးရှင်းပြတာပဲရှိတယ်လေကာကံရှင်မဟုတ်တော့ဟိုတတိကြကြပြောပြရတာတော့ခက်တယ်ပေါ့အဲ့လိုမျိုး ဆရာလေးရဲ့အဆွဲအကြောင်းဆရာလေးအသိဆုံးဖြစ်ရမယ်ဟော။တယောက်နဲ့တယောက်ဆွဲခြင်းရတယ်မတူဘူးဟောလေ။အဲ့လိုမျိုး။ကိုယ်တိုင်ကြည့်ပြီးတော့ကိုယ်တိုင်သိရမှာ။ဒီကြည့်ရပဲ။မှန်ကန်တဲ့အသိတွေကိုဖြစ်စေတာပေါ့။